င်္ဂလာပါရှင်ကျမတော့အင်ချူးမေပါစတေမာလာ29ရက်နေ့အတွက်မြို့တော်ရဲ့မဏ္ဍပ်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့နေပြည်တော်တစ်ဆိုင်မင်းရွာထိပ်ပလီဆောက်လုပ်ခွင့်ချထားပေးခြင်းကိုမျိုးချစ်လူငယ်များကန့်ကွက်တယ်လို့ဆိုတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရောဒေတာမှာမိုးတဲထန်စွာရွာသွန်းလာကြောင့်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ကလန္ဒရာပြည့်စည်မှုတွေရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် မကွေးတိုင်းခံကောမြို့နယ်ပိုဦးကြီးရွာမှာစတေမာလာ26ရက်နေ့က66ရေရုတ်တရက်တိုးလာပြီးကျေးရွာအတွင်နေရာအချို့ရေကြီးရေရှမ်းမှုတွေထပ်မံဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ66အထက်ပြားမှာမိုးတဲထန်စွာရွာသွန်းတာကြောင့်ချောင်းရေရုတ်တရက်မြင့်တက်လာတာလို့သိရပြီးစတေမာလာ26ရက်နေ့နေ့လယ်ပိုင်းတနာရီကျော်အချိန်ကစကကျေးရွာအတွင်နေအချို့အပါအဝင်ဖုန်ကြီးကျောင်းတို့မှာရေရှမ်းခြင်းတွေ ဖြစ်ပေါ်လာတယ်လို့ဒေတာရင်းမီဒီယာတွေကဖော်ပြပါဗျ ရောဒေတာခန်းကောထီလင်းနဲ့စောမြို့နယ်အတွင်းကဒေတာအချို့မှာမိုးသည်ထန်စွာရွာသွန်းနေတာကြောင့်စောမြို့နယ်အတွင်းကလမ်းမိုင်းနေရာတွေနဲ့ကြောက်ထုနဲ့ပန်းဆန်ကြီးရွာကြဆက်သွယ်ထားတဲ့ရောချောင်းတရာရေကျော်ပြီးပျက်စီးခဲ့တယ်လို့လည်းသိရပါဗျ။ထီလင်းမြို့နယ်အတွင်းမှာလည်းမောချောင်းရေမြင့်တက်ခဲ့တာကြောင့်ချောင်းပေးဝဲရမှာနေအချို့ရွှေ့ပြောင်းခဲ့ရပြီးကြေးရွာချင်းဆက်လမ်းမိုင်းနေရာအချို့ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အုံနေနဲ့ နေပြီးတော့တစ်ဆိတ်မင်းရွာထိပ်ပလီဆောက်လုပ်ခွင့်ချထားပေးခြင်းကိုမျိုးချစ်လူငယ်များကောက်ွက်တယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြီးတော့ပြည်မနာမြို့နယ်ဘောဂသီရိကာကြီးခွင့်အနီးတစ်ဆိတ်မင်းရွာထိပ်မှာပလီဆောက်လုပ်ခွင့်ချထားပေးတာကိုမျိုးချစ်လူငယ်များဆိုတဲ့အဖွဲ့ကပြက်ပြက်တာတာကောက်ွက်တယ်လို့အမနေ့ကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်မှာတစ်ဆိတ်မင်းကျေးရွာထိပ်မှာပလီဆောက်ခွင့်ပေးထားတယ်ဆိုတာကိုလူမှုကွန်ရက်မှာတွေ့မြင်ရတာကြောင့်တွားရောက်စုံစမ်းရအဆိုပါတစ်ဆိတ်မင်းရွာထိပ်မှာ ပလီတစ်လုံးနဲ့မဟုတ်ပဲပလီနှလုံးဆောက်လို့ရံမြေငားရီကနှီးပါအကျဲဝန်းထိခွင့်ပြုပေးထားတယ်လို့လိလာတွေ့ရှိရတယ်လို့သိရပါတယ်လိလာတွေ့ရှိမျက်မြင်အနေထားအရာခြံစည်းရိုးစတင်လှုပ်ဆောင်လျက်ရှိတဲ့အနေထားကို တွေ့မြင်ရပြီးခြံစည်းရိုးတိုင်းကို RC တိုင်းနဲ့အခိုင်အမာပြုလုပ်ထားတဲ့အခြေအနေ တွေ့မြင်ရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်မျိုးချက်လူငယ်များဆိုတဲ့အဖွဲ့ရဲ့ထုတ်ပြန်ချက်အရပြည်မနာမြို့မှာအစ္စလမ်ဘာသာဝင်မွတ်စလင်များအတွက် ဝက်ပြူဆူတောင်းမှုလုံလောက်တဲ့ဗလီအရေးအတွက်ရှိတယ်လို့ဆိုထားပြီးပြင်မနာဘူတာနဲ့ပြင်မနာစေအနီးဝန်းကျင်မှာအစ္စလမ်ဘာသာဝင်တွေအခိုင်အမာနေရာယူထားတာကြောင့်ဗုဒ္ဓဘာသာဝင်တွေပင်လွတ်လပ်စွာသွားလာလို့မရတော့တဲ့အခြေအနေမျိုးလည်းဖြစ်တယ်လို့ဆိုပါတယ်အစ္စလမ်ဘာသာဝင်တွေအနေနဲ့၎င်းတို့လူနည်းစုအခြေအနေမှာပြဿနာဖန်တီးခြင်းမျိုးမရှိတော့လဲ၎င်းတို့အများပြားလာသည်နဲ့အများ အခြားသူများကိုနှီးညိုးဆုံးဖြင့်ပြဿနာရှာတတ်သည့်လူမိတ်စာများဖြစ်သည်လို့ပါပြစ်ထန်စွာပြောဆိုကန့်ကွက်ထားတာကိုတွေ့ရပါတယ်။အခုလိုဗလီဆောက်လုပ်ဖို့အစိုးရကမြေချပေးထားခြင်းဟာဘာသာရေးပဋိပက္ခဖြစ်ပေါ်စေရန်ရွေကြရှိရှိဖန်တီးခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ဒါ့အပြင်ဘာသာရေးလူမျိုးရေးပဋိပက္ခတွေပေါ်ပေါက်လာမှာကိုလုံးဝမလိုလားတဲ့အတွက် ယခုစတင်လှုပ်ဆောင်လျက်ရှိတဲ့ဗလီဆောက်လုပ်ခွင့်ချထားပေးခြင်းကိုအ мян ဆုံးပြန်လည်ရုပ်သိမ်းပေးဖို့ဆိုပြီးလဲတောင်းဆိုနေကြတာပါအနေနဲ့အရရမရဟန်းရှင်လူပြည်သူတွေကိုလည်းနေပြီးတော့မှဗလီဆောက်လုပ်ခွင့်ချထားပေးတာနဲ့ပတ်သက်ပြီးအစိုးရတာဝန်ရှိသူတွေကမလုတ်တဲ့မလုတ်အပ်တာကိုမလုတ်ရန်ဝိုင်းဝန်းမြစ်တာရက်ခံပေးပါရန်ဆိုပြီးတောင်းဆိုထားပါသေးတယ်မျိုးချစ်လူငယ်ဆိုတဲ့အဖွဲ့အနေနဲ့လည်းဘောဂသီရိကာကြီးခွင့်အနီးတစ်စိတ်မင်းရွာထိတ်မှာ ပလီလာရောက်ဆောက်လုပ်နေခြင်းကိုလုံးဝလက်ခံနိုင်ခြင်းမရှိတာကြောင့်ပြက်ပြက်သားသားစန့်ကျင်ကွက်ကွက်သွားမည်ဖြစ်တယ်လို့မျိုးချစ်လူငယ်များပြင်မနာမျိုးဆိုတဲ့အဖွဲ့ကထုတ်ပြန်လာခဲ့ပါတယ်။ယခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးနားလည်သူတချို့ကတော့လူနည်းစု အခွင့်အရေးကို မလေးစားပဲမဘာသာတွေဟာဘာသာရေးအကြောင်းပြကဗုဒ္ဓဘာသာကိုယ်တိုင်ပြဿနာတွေနဲ့ပြိပခ္ခတွေဖြစ်ပေါ်စေဖို့လုံဆောင်နေရလဲဖြစ်တယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စစ်တပ်တောက်တိုင်းယာယီမှုတအူပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတာယာဝရီခရိုင်အောက်ဖို့မြို့နယ်ရှမ်းကုန်းအုပ်စုရှမ်းကုန်းရွာကစစ်တပ်လောက်ခံယာယီမှုမြေအောင်ဆိုတဲ့သူကိုရှင်းလင်းခဲ့တယ်လို့တာယာဝရီခရိုင်တပ်ရင်း383နှစ်တခွဲငါဘလက်တိုက်ကပျောက်ကြအခွဲကမနေ့ကထုတ်ပြန်ထားပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေကရှင်းလင်းမှုနေအိမ်ကိုတွားရောက်ခဲ့စီမှာနေအိမ်ထဲဝင်လာတဲ့ရဲဘော်တွေကိုယာယီမှုမြေအောင်က စစ်သားတွေအထင်နဲ့မေးမြန်းပြီးအခမ်းအနံလှုပ်ဆောင်နေစဉ်တနက်နဲ့လေးချက်ပြစ်ခတ်ခဲ့ရာရင်ဘတ်ကိုသုံးချက်ထိမှန်ပြီးနေရာမှာပဲတည်ဆုံသွားခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ဂျိုင်မှုမြင့်အောင်ဟာစစ်မှုရန်ဟောင်းတအူးဖြစ်တယ်လို့စစ်တပ်ရဲ့အမာခံတောက်တိုင်ဖြစ်ပြီးစစ်မှုရန်ကြီးလို့ဆိုကပြည်သူတွေထံမှငွေကြေးအတင်းချက်ကောက်ခံခြင်းစစ်မှုရန်ကြီးမပေးသူတွေကိုလည်းစစ်တပ်ခေါ်ကဖမ်းဆီးခိုင်းခြင်းလူငယ်တွေကိုစစ်မှုရန်ဖို့အတင်းချက်ဆူဆောင်းခြင်းတွေကိုလှုပ်ဆောင်နေတာကြောင့် အခုလိုအရေးယူရခြင်းဖြစ်တယ်လို့သိရပါတယ်။မိမိတို့တပ်ဖွဲ့အနေနဲ့ပြည်သူတွေနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့စစ်တပ်နဲ့စစ်တပ်ထောက်တိုင်းတွေကိုလည်းတိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့၎င်းတို့အနီးသွားလာနေထိုင်ခြင်းများမပြုလုပ်ကြရအောင်အသိပေးထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လုံဝဲကျေးရွာမှာအာနာဒိန်းစစ်တပ်ကလေကြောင်းနဲ့ဘုံအလုံး30နဲ့အစိတ်ငွေဘုံ3လုံးလာရောက်ကျဲချတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တောင်းပြီးတမဟာနေနေမြင်းကြောင်မဲမျိုးနဲ့လုံဝဲကြီးရွာကိုစတေမာလာ28ရက်နေ့ကစစ်တပ်မှလေးချောင်းနဲ့ဘုံအလုံး30နဲ့အစိတ်ငွေဘုံ3လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်စစ်တပ်ကလုံဝဲကြီးရွာအတွင်ဝင်ရောက်လာပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့သေးတယ်လို့လည်းသိရပါဗျ။ဒါအပြင် အာနာသိန်းစစ်တပ်ရဲ့အစိတ်ငွေဘုံကျဲချမှုကြောင့်တောင်းတက်မတော်တပ်ဖွဲ့တွေဟာမူဝေကြီးအော့အန်ကြီးမအီမသားဖြစ်ခြင်း မော်ပန်းကြီး အသက်ရှူမြန်ဆန်ခြင်းစတဲ့လက္ခဏာတွေဖြစ်ပေါ်စေခဲ့ပြီးတပ်ဖွဲ့ဝင်၃ဦးဟာလည်းဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်ကြောင်မဲမြို့နယ်ရှိလုံဝဲတောင်စေးလိမ့်နဲ့စကန်းသာကျေးရွာကြားတော်၎င်းနောင်ချိုမြို့နယ်ရှိစိတ်ဖူးကျေးရွာနဲ့ဘန်ဂါချောင်းအနီးတော်၎င်းတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။